ငရင်းငယ်အကြောင်းပရိသတ်များအလုံးမဲ့မိင်္ဂလာပါ Collab Channel မှာကြိုဆိုပါရစေ။ဒီ Channel လေးကနေကြည့်ရှုသူပရိသတ်တွေအတွက်ဘာသာရေးဆိုင်ရာသုတရတာတွေကိုအမြဲတမ်းဝေမျှပေးနေပါဗျ။အဲတော့ကြည့်ရှုသူပရိသတ်တွေက Channel လေးကို Subscribe လို့မလုပ်ရသေးဘူးဆိုရင်တော့ Channel လေးကို Subscribe လေးနဲ့ပြည်နာခေါလောင်းလေးကိုနှိပ်သွားဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။ငရင်းငယ်အကြောင်းအိနီယာတိလူအများစုရောက်ရှိမိနေရဖြစ်၏။ကြည့်ရှုသူပရိသတ်ကြီး နားစင်ဖြစ်အောင်နားစင်ကြည့်ပါ အကျိုးကျေးဇူးရပါလိမ့်မည်ငြိငြိဆိုဒီမှာတန်ရှင်းစေသောနေရာဖြစ်သည်ဤလောကမှာထွက်ခွာသွားပြီးဖြောင့်မတ်ခြင်းကျေးဇူးတော်၌ရရှိ၍ထာဝရဒုက္ခချမ်းသာကို ဝင်စားနိုင်စွမ်းမရှိသေးသောဝိညာဉ်များသည်ထာဝရငရေမိတံကိုမခံစားရပေမိမိတို့ရဲ့ကြံရှိနေသေးသော အပြစ်အနာစာတို့ကိုစေကြောတန့်စင်ခြင်းခံရကြသည် အကြောင်းမှာခြောင်ရဖျားသခင်ဤရွှေနိုင်ငံတော်၌မိသည့်အပြည့်နာစာနည်းမြဝင်းရောက်ခံစားခွင့်မရှိပေ။ကျွန်တော်တို့ဒီဤဘဝကုံဆုံးသွားသောအခါစွန်သွန်သောသူများသည်ခြောင်ရငရဲ့ထဲသို့သွားရပြီးကောင်းသောသူများသည်ကောင်းကင်နိုင်ငံသို့ဝင်းရောက်ဆန်းစားကြရမည်။ထို့သောအလေအလက်သမားများသည်စိုးသွန်သူများလည်းမဟုတ်ကောင်းသောသူများလည်းမဟုတ်ဈာနီပုဂ္ဂိုလ်များသည်ခြောင်ရငရဲ့သို့မသွားရ။ ကောင်းကင်နိုင်ငံတော်၌လည်းချက်ချင်းမဝင်ရပေ၎င်းဝိညာဉ်များသည် ပြင်းထန်သောအပြစ်ဒဏ်တရက်ကိုဆက်ဖြင့်ကြရလိမ့်မည်။၎င်းအပြစ်ဒဏ်ဆက်ဖြစ်သောနေရာကိုငရင်းငဲဟုခေါ်ဆိုခြင်းပင်ဖြစ်သည်။ငရင်းငဲဟုဆိုရတွင် ခံစားရသောဒုက္ခဆင်းရဲသည်ငရဲကြီးထက်ပိုမိုသက်သာသည်ဟုမဆိုလိုပေ။ငရဲကြီး၌ခံစားနေရသောဝိညာဉ်များသည်တနည်း ဘုရားသခင်ရဲ့ရွှေမျက်နာတော်ကိုဖူးမြော်ရမည်ဟုသောမျော်လင့်ခြင်းဟုသည်။လုံးဝပျောက်ဆုံးနေရဖြစ်သည်။ဤဒီမှာငရေကြီး၏အကြီးမားဆုံးသောဒုက္ခဆင်းရဲတစ်ခုပင်ဖြစ်သည်။ဖြောင့်မတ်သောသူသည်တရက်လင်ခုနှစ်ကြိမ်အပြည့်သို့ကြာရောက်၏ဟုစံစာတော်မြတ်ကသွန်သင်ထားပါသည်။တို့ဖြစ်လင်အဘေတို့သောသူသည်မိမိ၏ဝိညာဉ်ကိုယ်ကာယမှခွာလင်းခွာခြင်းဖျားရှင်ရွှေမျက်နာတော်ကိုဖူးမြင်ရမည်ဟုကြွေးကြော်ဝတ်မိနည်း အကြောင်းမှာမတန်ရှင်သောအရာတစ်စုံတစ်ခုမျှတန်ရှင်သောဖျားသခင်ထံတော်သို့မရောက်နိုင်သောကြောင့်ဖြစ်သည်။တေသောသူတို့ဖူးစွတောင်းခြင်းကမုံမြက်လာသောကောင်းကျိုးပြုခြင်းဖြစ်ကြောင်းဓမ္မဟောင်းခေတ်ကလေးကပင် တွေ့ရှိရလေသည်။ထို့ကြောင့်တေသောသူတို့အတွက်ဖျားရှိခိုးကသူတို့အပြစ်မှ ချုပ်ပေးတော်မူရန်စွတောင်းခြင်းကမုံမြက်သောကောင်းကျိုးပြုခြင်းဖြစ်၏ဟုသွန်သင်ချသည်ကိုကြည်နှင့်အာရဖွယ်ရာတွေ့ရှိရသည်။ ။သခင်ခရစ်တော်မိတ်တော်မူသည်မှာလူသားကိုနှုတ်ဖြင့်ပြစ်မှားသော သူ၏အပြစ်ကိုလွတ်နိုင်၏။တန်ရှင်သောဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုယခုဘဝနောက်ဘဝ၌မလွတ်နိုင်။ယခုဘဝ၌အပြစ်အခွင့်လွတ်ခြင်းကိုကျွန်ုပ်တို့သိရှိပြီးဖြစ်ပါလေ။ခရစ်တော်ပြောကြားခဲ့သော နောက်ဘဝ၌မလွတ်နိုင်ဟုဆိုရမှာအဘယ်နေရာအဘယ်သို့သောနောက်ဘဝဖြစ်အပ်နည်း။ထို့ကြောင့်၎င်းနောက်ဘဝအပြစ်အခွင့်လွတ်ခြင်းခံစားနိုင်သည့်နေရာကို ငရေငင်းဟုယုံကြည်လက်ခံခြင်းဖြစ်၏ငရေကြီး၌ကြသောဝိညာဉ်များ၏အပြစ်အခွတ်လွတ်ခြင်းမရနိုင်သည်ကို၎င်းအပြစ်အနာစားကင်းစင်ပြီးလုံးဝတန်ရှင်းဖြူစင်သောဝိညာဉ်များသာလျှင်ကောင်းကင်ရွှေနိုင်ငံတို့ကို အမွေရနိုင်ကြောင်းကို၎င်းကျွန်တော်တို့ဒီကျမ်းစာတော်အဖြစ်သိရှိနားလည်ပြီးဖြစ်ပါသည်ဤနှစ်ခုကြားမှာနောင်ဘဝတနည်းရှိသည်ကြောင့်တခင်စုကိုယ်တော်တိုင်တုံသင်ခဲ့လေပြီ။ ၎င်းဘဝသည်အပြစ်ဒဏ်ဆက်ဖြေသောဘဝဖြစ်သည်ထို့ကြောင့်သခင်ခရစ်တော်ကိုယ်တော်တိုင်အပြစ်ဒဏ်ဆက်ဖြေသောနောင်ဘဝထောင်ရှိကြောင်းအတိအလင်းသွန်သင်ချပါသည်၎င်းနောင်ဘဝထောင်ကိုကျွန်တော်တို့သည်ငရင်းငယ်ဟု ခေါ်ဝေါ်သမုတ်သုံးနှုတ်ခြင်းဖြစ်၏ဆက်လက်၍သခင်ယေရှုမိတ်ကြားတော်မူသည်မှာသင်သည်တရားတွေ့ဘဲနှင့်အတူမင်းထံသို့သွားသောအခါအမှုပြေစေခြင်းကလမ်း၌ကြိုးစားလော့ သို့မဟုတ်တရားတွေ့ဘက်သည်တရားသူကြီးရှိသို့ဆွဲမည်တရားသူကြီးသည် လူလင်ကောင်း၌အံ့၍လူလင်ကောင်းသည် ထောင်ထဲ၌လောင်ထားမည်ရော့ကြီးငွေရှိသည်မြတ်ကိုမလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရငါဆိုသည်ဟု မိတ်တော်မူ၏ထို့ကြောင့်နဘဝ၌တန်ရှင်းစီသောနေရာသို့မဟုတ်ငရင်းငယ်ရှိသောတိတာထင်ရှားလာပါရှင်